Hi everyone ဒီနေ့မှာတော့ချိုကဒီ English speaking စကားပြောတဲ့နေရာမှာအရေးကြီးတဲ့ linking sound check နည်းလေးကိုချိုလေ့လာထားတမျှလေးကိုပြန်ပြီးတော့ share လုပ်ပေးမှာပေါ့နော်ဒီ linking sound လေးတွေကိုဒါတော့မမှန်ကန်ကန်အသုံးပြုတတ်သွားမယ်ဆိုလို့ရှိရင် English စကားပြောတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေချုံးမွေးလာမယ်ကိုကိုကိုလည်း confident ပို့ရှိလာမယ်ပေါ့နော်ဆိုတော့ဆက်လိုက်ရအောင်အဲ့တော့ linking sounds မှာကျတော့ပုံစံက1 2 3ရှိတယ်ပေါ့နော်အဲ့အဲ့ဒီမှာ number 1ကိုကြည့်မယ်ဆိုရင်သူက personal နဲ့ vowel နဲ့ပေါ့ personal ဆိုတာဘာလဲ vowel ဆိုတာဘာလဲ vowel ဆိုတာကကျတော့ english စကားလုံးတွေမှာရှိတယ် a e i o u အဲ့ဒီစကားလုံးတွေတရတွေပေါ့နော်အဲ့ဒါတွေကတော့ vowel ဖြစ်ပြီးတော့ကျန်တဲ့စကားလုံးတွေအကုန်လုံးက consonants လို့ခေါ်တယ်အဲ့တော့ဒီနေရာမှာ linking sounds ဆိုတာကကျတော့အတန်ဖြစ်အတန်ကိုအဓိကထားပြီးပြည့်ပြည့်မှဖြစ်တဲ့အတွက် vowel ကို a e i o u စကားလုံးလို့မဟုတ်ဘဲနဲ့ အာတန်ထွက်တဲ့ဟာမှန်သမျှကို vowel လို့ဒီနေရာလေးမှာမှတ်လိုက်ပါတော့ချူတီလို့ပဲရေးလိုက်မယ်အာတန်ထွက်တဲ့ဟာမှန်သမျှကို vowel လို့ရေးမှတ်လိုက်ပါတော့နောက်ချူတီ sentence လေးကိုကြည့်ကြည့်အောင် ten of ten of အရှိက ten ကအဲ n နဲ့ဆုံးပြီးတော့နောက်က of ကပုံနဲ့စာထားတယ်ချူတော့ဆိုတော့အရှိကဆိုတော့အရှိက ten က consonants အာနဲ့ဆုံးပြီးတော့နောက်က of က vowel နဲ့စာထားတယ်အဲ့တော့ ဲ့ဒီလိုမျိုးစကလုံးတွေ့ပြီဆိုလို့ရှိရင် तू ကဘလို့ဖတ်ရလဲဆိုတော့10မှာဆုံးသွားတဲ့အတန်နာတာ10အဲ့ဒီဟာနဲ့အနောက်ကဒီအဲဘာဝယ်မှာအဲ့ဒီစကားနဲ့ပေါင်းပြီးတော့ထွက်ရတယ်ဆိုတော့10 off 10 off တဝေထုနာငယ်ချမ်းတော့အောက်ကမြင်တော့အဲ့ဒီလိုမျိုးအတန်သွားတယ်ပေါ့နော်10 off နောက်တစ်ခုကဆိုရင် can i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  နောက်တစ်ခုကတော့ have a have a have a cup of cup of coffee. So designers language can I have a cup of coffee? Can I have a cup of coffee? Can I have a cup of coffee? 下面呢，那如果说 vowel 呢 vowel 包那不，那你 vowel vowel 包来的，看嘛，啊，单出个那么有包没出的呢，一样的呢，哇的呢。 ရဝဆိုတော့ဒီဒါလေးကိုကြည့်မယ်ဆိုရင် see it see it ပြန်နားထောင်ကြည့်ပါ see it ဒီနေရာမှာချိုး why တန်လေးကိုထွက်လိုက်တယ် see it see it နှစ်ခုပေါင်းပြီးထွက်လိုက်ရင် see it ဒီနေရာမှာ do it now do it ဒီနေရာမှာဆိုရင်ချိုး why တန်လေးကိုထွက်လိုက်တယ် do ဆိုချိုးက အတန်ထွက်လာရင်နှာခမ်းလေးကအရှုပ်ဆူသွားတဲ့အတွက် do it now do it go out go out go out အဲ့လိုပေါင်းခွဲပြီးတော့မထွက်တော့ဘူး go out go out ဒီ sentence လေးကိုကြည့်ကြည့်အောင် hold on a second hold on a second hold on a second ရမယ်နော်ဆိုတော့နောက်ဆုံးနံပါတ်3ပုံစံကကျတော့ consonant နဲ့ consonant ပေါင်းတာ ဲ့လိုပေါင်းတဲ့အခါနှစ်ခုပေါင်းပြီးတက်တံနဲ့ထွက်ရတယ်ဘလို့နှစ်ခုပေါင်းတာလဲဆိုတော့ကျတို့အနောက်ဒီ example လေးကိုကြည့်မယ်ဆိုရင် good girl good girl good ဘာနဲ့ဆုံးသွားလဲဆုံးသက်တံလေးကအဲ့လိုအတန်လေးတဲ့ girl gap ဆိုတော့ကျတို့ပေါင်းပြီးဖတ်လိုက်မယ်ဆိုရင် good girl good girl ဒီအဆုံးရဲ့ good ရဲ့အဆုံးကိုထည့်ပြီးတော့မဖတ်တော့ဘူးနောက်တစ်ခုဆိုရင် nice smile စစနဲ့ဆုံးစအဲ့လိုအတန်ပေါ့နော် ချနားလေအောင်ဒီပြောပြတာပေါ့နော်ဆိုတော့ so, nice smile nice smile nice smile say menu say menu say menu ဆိုတော့ဒီ sentence လေးကိုကြည့်ကြည့်အောင် i found my best friend at school i found my best friend at school okay နော်ဆိုတော့ဒီအာဒီ no? so, uh, english စာနဲ့ပတ်သက်ပြီးတော့ပေါ့နော် ချိုကိုတိုင်ကလည်း self study လုပ်ခဲ့တာ English သင်တန်းလေးကိုအာရန်သိစာမတက်ဘူးပေါ့နော်ဆိုတော့ဒီအမှလည်းဒီ self study သမားတွေအတွက်ရည်ရွယ်ပြီးတော့ဒီ English ဆောက်ခုမှလေ့လာတဲ့သမားတွေအတွက်ရည်ရွယ်ပြီးတော့ဒီမျိုး video လေးတင်ပေးတာပေါ့နော်အာကြိုက်နေတဲ့တည်းဆိုရင်တော့ like and follow လေးလောက်ထားပေးပါအာကျိုးအလေးလာထားသမျှလေးတွေကိုပြန်ပြီးတော့ share လုပ်ပေးပါပေါ့နော်တီးပီးသားလူတွေအတွက်ကတော့ဒီ video ကိုမကြည့်လဲရပါတယ်အာ See you in the next video. Bye!